တွေးလုံးလေးတွေကျွန်တော်မြင်တွေ့နေရတယ်ပေါ့ဗျာလက်ရှိ drop pick မှာကလေးကသူတို့နှစ်သိန်းရဲ့သွားနေတဲ့ပုံစံလေးတွေကိုတော့အဲကွက်ကွက်ခွင်းခွင်းတော့မြင်တွေ့ရတယ်ဗျာအဲ land of down ထဲမှာပဲဒီနှစ်သိန်းရဲ့ ဘယ်လိုမျိုးဆော့သွားအောင်လဲ strategy ကိုဘယ်အသင်းတွေကပုံဖော်သွားနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် AI အနေနဲ့ကလည်း Yuri စတင်ပြီးရောက်ရှိလာတဲ့နောက်ပိုင်းမှာတော့သူရဲ့ team form ကတိတိတသားကြီးကိုတိုးတက်လာရပြီဗျဒီအချက်ကတော့ကျွန်တော် newborn အနေနဲ့ကြော်ဖြတ်နိုင်မလားဆိုတော့ကြည့်ရမယ်ပေါ့နော် Jungleen ကျွန်တော်အပိုင်းခြားရမှာသွားပြီးကြည့်မယ်ဆိုရင်ပထမပွဲရလို့ပဲသူတို့ဘာစီယာနဲ့ရီဇန်ရှင်းဆိုတဲ့အပြိုင်မှုပဲသွားပြီးတွေ့ရဟုတ်တယ်ပြီးတော့ကျွန်တော်ဒီဘာရှာကီမီတွဲလုံးများကျွန်တော်ဒီတောက်လျှောက်ဒီ update patch တွေမှာဆိုလို့ရှိရင်ဒီတွဲလုံးကအတော်လေးခက်စားရတယ်အာလီမဆိုလို့ရှိရင်လည်းကျွန်တော်ဒီ light ချလို့ရတယ်ပေါ့နော် rotation ကလည်းမြန်ဆန်တဲ့ hero တွေပြန်ပြီး ့3နာရီတစ်ဖက်ကလည်းကျိုးဒီဒါခါလီယာတွဲလုံး pick off play နဲ့ပြန်သွားကြတယ်တေချာကတော့နှစ်သိန်းလုံးနေနဲ့အာလီကိန်းဘိုင်းမှာ damage ကြီးအများကြီးပေးလို့ကောင်းတယ်ကျိုးဒီ hero တွေထုတ်လာတဲ့အတွက်ကြောင့်မို့လို့ battery ရောအာလီမှာမြိုင်မဲနဲ့တူတယ်ဗျဟုတ်တယ်ပြီးတော့နှစ်သိန်းလုံးကလည်း pick off ပေါ့နော် pick off ဆိုတော့သူကအရင်စပြီးတော့ဦးမလဲဆိုတာတော့ကြည့်ရမယ်လက်ဦးနဲ့လူကတော့တာမှာပဲဗျအလီဒါအပေါ်မှာတော့ကျွန်တော်တို့စူပါကန်နဲ့မက်ချ်အပ်မှာတော့နေထားတော့ဘာမှတော့တိတ်ပြီးတော့မတိမ်းမဆောင်ပဲဗျာ။ရှေ့ကပွဲစဉ်တွေမှာတော့ကျွန်တော် AI eSport အသင်းရဲ့သူတို့ရဲ့ Jungle Ban ဘိုင်းဒီမှာဆိုလို့ရှိရင်ဒါ Yuri တို့ဘာတို့က ဒီ lens lore တွေဘာတွေထုတ်တာဆော့တာမျိုးကြီးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲလက်ရှိအချိန်ဒီမှာတော့ကျွန်တော်ဒီအချိန်ဒီမှာဒီ barsha တွေဘာပြန်ပြီးတော့ဒါထုတ်ထားတဲ့အချိန်လို့ပြောရမယ် driven b ကိုသူတို့ပြန်သွားကြတယ်ပေါ့နော် assassin type ဆိုတာတဲ့ objective file ကိုသူတို့အနေနဲ့ပြန်ပြီးတော့ focus ကြမယ်ဒီထားတစ်ခုပေါ့ဗျာ ဖလန်ကင်းကိုတော့အခုချိန်မှာတိတ်ပြီးတော့မမြင်တွေ့ရသေးဘူးလို့ပြောရမယ်။နှစ်သင်းလုံးအနေနဲ့ objective 5မှာပဲသူတို့အနေနဲ့ battle setup တွေစလာမလားဆိုတော့ကြည့်ရမယ်ပေါ့နော်။အခုတော့ endurance အလဲမောင်းတော့ကျွန်တော်တို့ black နဲ့တော့ combination လေးနဲ့တွဲကျင်နေတဲ့ပုံစံမျိုးလေးတော့ရှိတယ်။ဒါပေမဲ့ PA7 red line သာရွာခဲ့မယ်ဆိုရင်တော့သူတို့ breast damage ပြန်ပေးမဲ့ damage လည်းရှိနေသေးတယ်ဆိုတော့ AI backup ပြန်ပြီးတော့ရောက်ရှိလာတဲ့နေသားတစ်ခုမှာတော့ tower timing လုံးဖို့အတွက်ကိုချောင်းလိုက်တာဗျာ။ဒါပေမဲ့ rush line မယ်ဆိုရင်တော့ decision making မှားသွားနိုင်တဲ့အခြေအနေရလည်းရှိနေသေးတယ်ပေါ့နော်။ဟုတ်တယ်ဒီတိုင်းဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးနေနဲ့သူတို့ first start တဲ့5ကိုပဲသူတို့ပြန်ဆိုင်မဲ့အနေထားလို့ပဲပြောရမှာပေါ့နော်အောက်က lane match ပြန်ပါလေ တော့ဒီ Messi အနေနဲ့ဒီ Lane Phase ရဒီ Level 4ရရှိဖို့အတွက်ပဲသူပြန်တည်ထားတယ် Level 4ရွားပြီ အောက်မှာကုတ်လေးတွေကလည်းထုံးစံတိုင်းပဲချထားပြီဗျာအဲ့တော့လက်မြန်မှုအတွက်ရေးကြည့်ပါရယ်နော်ဒါနေ့တော့ပကံဆေးရမယ်ပေါ့နော်ဒါလည်း objective 5လေးမှာတော့စတင်ပြီးတော့ပဲကျွန်တော် AI စတော့ dance နေပြီဗျအဓိက Messi ultimate ရထားရယ်ဆိုရင်အားသာချက်တစ်ခုကိုပဲအသုံးပြုပြီးတော့ lane shaker တပြီးတော့ပေးထားရယ်ဂျာမန် indent flick ကတော့ပေးသွားရယ်နော်ဆူပါဘန်ဒါပြင်လို့ရောက်ချီလိုက်ဂျာမန် Resilio တပြီးတော့ပဲ volley ပေးထားရယ်ဆိုမလို့ Yuri tight timing လေးကိုကွတိရလိုက်တာတော့တော်တော်လေးအဆင်ပြေသွားရယ်ဗျပြီးရင်သေးဘူးအဲ့တော့မှတော့ Joe Banner feather air strike တစ်ချိန်တိုင်းနေပဲ a new phone နေနဲ့တော့ကျွန်တော်ဒီလောက်ဖဲသွားလို့ရောက်မှာဗျ Hiroki တကောင်နဲ့ကျွန်တော် တက်တာတွေပိုင်းကတော့သူတို့လဲလဲလိုက်ရတဲ့အခြေအနေလို့ပြောရမယ်။ဘာရှာကီမီတွဲလုံးကတော့ဘာဝင်နေတယ်တာတေဖိုက်တွေမှာအများကြီးပို့ပြီးတော့အလုပ်ဖြစ်တယ်ပိုကောင်းတယ်။ကာလီယာအัลတီမိတ်မြရသေးရဲ့အခြေအနေမှာတော့ကျွန်တော်လက်ရှိအချိန်မှာနယူဘွန်းနေနဲ့ဖတ်စတာဒယ်လီကတော့စတင်ပြီးတော့လက်လွတ်ပေးထားရတယ်ဗျာ။ဟုတ်တယ်ဖလန်ကင်းတွေကတော့ AI ဘက်ကနေပြီးတော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်ကျွန်တော် rotate လုပ်နေတာကိုတော့သွားပြီးတော့တွေးရတယ်ဗောနော။အဲ့ဒါနယူဘွန်းအိုးဟိုင်းဟုတ်ဒါပေမဲ့အัลတီမိတ်မြရသေးတာလေးကနည်းနည်းလေးတော့အားနည်းချက်ဖြစ်သွားတယ်ဗျ။ဟုတ်တယ်နည်းနည်းလေးပဲလိုတာဗောနော level EXP level 4ရောက်သွားမယ်ဆိုရင်တော့ bloody hand ဖြတ်ကြိုက်တယ်။နောက်မှ stallion bane တွေပါမယ်ဆိုလို့ရှိရင်တော့ PA7 အပိုင်ပြစ်ခွင့်တော့ရမှာ။အားဒီ game တော့ကျွန်တော် EA Esports တွားချင်ခဲ့တဲ့အရာတခုက PA7 နဲ့ damage ပိုင်းဆိုင်ရာတော့ပြန်အားကိုးရမယ်။အလီတာနေနဲ့ကျွန်တော်ဒီ critical chance တွေ၃ခွက်လောက်ပြီးသွားမှာပဲဒီ damage ပိုင်းဆိုင်ရာကိုမျောကိုးလို့ရမှာဗျာ။ဗတဲ့ဆက်ရက်ဒီဗတဲ့ join နေမှာစတင်ပြီးတော့ပါလာလိမ့်မယ်ပေါ့နော်။အဲ့တော့ထပ်ပြီးတော့ပဲ Snow Slam ပေးတာရဲ့ဂျာလဲမှာ Index အရင်ဆုံးလက်ဦးထားရဗျာ။အဲ့တော့ Black flicker နဲ့ပြန်လဲပြီးတော့ခုံထွက်တာရဲ့ဂျာမှာနောက်ကနေပြီး Blood နေနဲ့ကတော့ air strike လေးနဲ့နည်းနည်းလွဲသွားတယ်ဗျာနော်။ထောက်လိုက်တဲ့ range လေးပါ။နည်းနည်းလေးပဲလိုသွားတာ။ game မြ K တွေပါပြန်ရသွားမယ်ဆိုလို့ရှိရင် new phone နေနဲ့နောက်ဘက်မှာပြန်ပြီးတော့ဥဆောင်လာနိုင်မယ်။အပေါ်လေး match up ရဆိုလို့ရှိရင်လဲကျွန်တော်ဒီ super တ်ကန်အနေနဲ့ပြန်ပြီး family လုပ်ထားတယ်ဗျာအဓိကဒီခုနောက်ပိုင်းမှာဘိန်ကိုလိန်ဆော့လာခဲ့တဲ့အရာတစ်ခုက magic power damage ဘိုင်းဒီမှာ majority Holy Grail ပြီးွားမယ်ဆိုရင်တော့အများကြီးလုံးဖြစ်လာနိုင်တယ်လို့ပြောရမယ်เนาะကျွန်တော်ဒီမှာကတော့ Caster Hades နဲ့ Newborn 20နဲ့နိုင်မယ်ဆိုပြီးမှသူ prediction တော့လုံထားတယ်ဗျာเนาะနိုင်မယ်ပေါ့เนาะတွေ့ထားတာအဲ့တော့ leader ဒီချိန်မှာတော့သူ့ရဲ့ lane main matchup လေးကိုတော့တွားပြီးကြည့်နေတာတော့တွေ့ရတယ် Black နေနဲ့ rotation ကအလဲတော်တော်လေးကိုမျက်စိကျနေတယ်ဗျာဒီချိန်မှာ Risen Leo နေနဲ့ Famous Pay လေးတွေအများကြီးရှာထားနေတာလေးကတော့တော်တော်လေးသဘောကျဖို့တော့ကောင်းတယ်ဒါပေမဲ့အပေါ်မှာတော့ Super Khan ကိုတော့အခုချိန်ဒီမှာ flan နိုင်သေးဘူးဆိုတဲ့အချက်လေးတစ်ခုတော့ရှိတယ် gangin လောက်ရတဲ့ဘိုင်းဒီမှာအရင်တက်ဖို့တော့မလွယ်သေးဘူးအဓိက obsidian နဲ့ရှင်ထင်းရရဲ့အခြေအနေမှာ leader သူ space ကိုပဲသူတို့ပြန်ရှာမဲ့ data ပဲ ဒီ damage ဘိုင်းဆိုင်ရာပြန်ထွက်လာဖို့အတွက် item ပြန်ဆောင်ရမယ်ဒါ hero nature တကောင်ဖြစ်တယ်ပေါ့နော်အဲ့တော့ နောက်အချိန်ထွက်လာမယ် second target fight ကြည့်ရမယ်ဒီ target fight zone နဲ့ fight နေမှာဒီ black king ရဲ့ ultimate ရနေပြီဘာရှာ king မီ twin လုံးတကူကကောင်းနေဆိုပေမဲ့ new ban ban မှာတကူပဲစဉ်းစားရမှာ kalia fasa setup မှာ yurio pan pan မဖမ်းဘူးဆိုလို့ရှိရင်လည်း pa 7ကိုရအောင်သူတို့နေ pick up ဖမ်းနိုင်မှာပဲဒီ target setup ကအသာလေးရမှာဗျာ pa 7ကို purify နဲ့ထွက်လာရဆိုတဲ့အချက်လေးတကူကတော့ရှိတယ်အဲ့တော့ target reset ချမဲ့အနေထားလေးများရှိမလားဆိုတော့ကြည့်ရမယ် yurio win ပြီးတော့ type target data တကူမှာ air strike zone နဲ့ပြန်ပြီးတော့ခြားထားပေးရဆိုပေမဲ့ level 3 oh target ro blast တပီးရောပဲပိုင်ဆိုင်လိုက်ရတယ်ဗျာ 是哪里？<noise> <noise> <noise> ဒီကညူဘွန်အနေနဲ့ကတော့ဘရက်ဆက်ပ်လေးတွေအာလီဂိမ်းမှာတော့တော်တော်လေးကိုတည့်ရနေတာကိုတော့တွေ့ရတယ်ဗျ။ AI အနေနဲ့ကတော့အာလီမှာတော့သူတို့ရဲ့ map view ကိုအရင်ကတော့မလောက်ခတ်နိုင်သေးဘူးလို့ဖြစ်နေတယ်။ဒီကလည်း super gun ကိုမှ flank နိုင်အောင်ဆိုတဲ့အကြောင်းရင်းကအကဲသွားပြီးတော့ gun light တဲ့အချိန်ချင်း daily cash တွေပါရင်လည်း counter attack ပြန်မိသွားရင်ပြန်ပေးရနိုင်တယ်ဆိုတဲ့အခြေအနေကရှိနေသေးရပါတော့။အဲ့တော့သူတို့အနေနဲ့ objective ကိုပဲဒီအချိန်မှာကတော့ဥတီပြီးတော့ယူထားပါသေးတယ်။အဓိကကျတော့ AOE damage ပိုင်းဆိုင်ရာလို့ပြောရမယ်။ target fight တွေမှာ daily cash နဲ့ကျတော့ failure is right ကျတဲ့အချိန်မှာအလံဦးရဲ့ damage ရှင်နေ AOE crowd control ရအများကြီးစင်ပြေပါလာပြီးတကောင်နဲ့3 defensive one မှာတော့ Matty နေနဲ့တန်းပြတ်တယ်ဗျာ instant တန်းပြီးတော့ပြတ်သွားခဲ့ရပါတော့အဓိကကလည်းကျွန်တော်တို့အဲ့လို flanking ပဲ pick off ယူထားတဲ့အနေအထားတစ်ခုမှာတော့တောက်လျှောက်ကို rotation တွေကတော့ပေးရမှာပဲအဲ့ချိန်မှာတော့ကျွန်တော် new born အနေနဲ့ပို့ပြီးတော့ local ထွက်နေတဲ့ပုံစံမျိုးကိုတော့တွေးရတယ် black iron hook တွေတစ်ဖက်က intense ရဲ့ tsunami slam ထပ်တော့ပို့ပြီးတော့ performance ပြမှာတော့ရရမယ်ဗျာအနေအထားက အောက်မှာတော့ကျွန်တော် PA7 အနေနဲ့ဒါ plan win တွေပါပြီးတော့ BY မင်းကောင်ကြားထဲမှာကျွန်တော် network ကွာချမှုတော့ရှိရပြတစ်ခါက glowing one နေ farsa ကတော့ကျွန်တော် win spin win နဲ့ rotation ကတော့လက်ရှိအချိန်တွေမှာပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်အဲ banner လေး online ဖြစ်လာပြီဆိုတော့နောက်ပိုင်းမိနစ်တွေကြာလို့ရှိရင်အဓိကကျွန်တော်ဒီ damage ပေးရမယ့်ကောင်တွေ PA7 တို့ဘာလို့နားလေး banner ဂုတ်ခွာတာမျိုးတွေတို့ကျွန်တော် light ကြည့်မယ်ဆိုရင် zone control ရ AI အနေနဲ့ကျွန်တော်လောက်ရခံရတယ်တိုင်ဖက်လာနိုင်နေပြတစ်ဖက်ကလည်းကျွန်တော် PA7 early တဲ့ဟိုက light ပြီးတော့ damage မ spray နိုင်တဲ့အနေအထားတစ်ချက်ကတော်တော်လေးကိုတော့နေဝါးစေခဲ့ရပြအဲ့တော့တစ်ဖက်ကနေပြ new born အနေနဲ့ stand ပြတ်တယ်ဆိုရဲ damage တွေကရမ်းများနေတယ်ဒီအချိန်မှာ AI နေနဲ့ megain diamond တစ်ခုကိုစောင့်ပြီးတော့သူတို့အနေနဲ့ elite pa 7ရဲ့ damage ကိုပြန်စောင့်မယ်ဆိုရင်တော့ဖြစ်တော့ဖြစ်နိုင်တယ်ဗျအဓိကတော့ gang gain နေလို့ပြောရမယ် ambush လုပ်ပြီးတော့သူ iron hook လေးနဲ့ဆွဲပြီးတော့တကောင်ရိုက်ကောင်ဖြတ်ပါဗျ elite နေနဲ့ sky ပြီးတော့ sniper ကြီးတော့ပြန်ပြီးတော့သွားထားတယ်တကယ်တော့ damage ကဒီ elite ရဲ့ damage ကပို့ပြီးတော့ low အပ်တဲ့ဒီအခြေအနေတစ်ခုတော့ရောက်ရှိလို့လာခဲ့ပြီဒါ new phone နေနဲ့တော့လက်ရှိအခြေအနေမှာ network ပိုင်း 1.3k အတားစီးဗျ mid day ပိုင်းစိုင်ဖို့ဆိုတာထက်နောက်ဆုံးတော့တတ်တာတွေ fight ကိုသူတို့အနေနဲ့စိုင်ဖို့ပဲကြိုးစားရမှာ position နေရတော့ကျွန်တော် AI နေနဲ့အပြည့်ယူထားတယ်ဗျဟုတ်တယ် ဒီအချိန်မှာ black iron ဟုပ်ပြီးထားရင်ဒီဓာတ်တစ်ခုတော့ရှိတယ်ဒါပေမဲ့ yuri အနေနဲ့တော့ target objective ကိုထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ရပြ reason leo အနေနဲ့တော့ heavily bomb သုံးနာခဲ့ရတယ်ဆိုပြီးလို့ဒီအချိန်မှာတော့ battle initiate ဖို့အတွက်ကတော့ nearly အလန်းဝင်းနေခဲ့တယ်အဲ့တော့ black ကတော့လှမ်းပြီးတော့အိမ်နိုင်ဆိုပြီးမဲ့လို့ black အနေနဲ့ဝင်းမိုင်းဝင်းနေတော့ပြန်ပြီးတော့ fallback ထားသေးတယ်ဗျအနေနဲ့တော့များရတယ်နော်နောက်ဆုံးတက်တဲ့ fight ကတော့ ai e-sport အနေနဲ့မြန်မြန်ဆန်ဆန်လေးပဲလုပ်သွားတယ်အဲနောက်ကျနေတဲ့ new phone အနေနဲ့တော့တက်တဲ့လက်လွတ်ပြေးလိုက်ရတယ်ဗျ feather air strike ရရသူတို့ပြန်တော့ကျဲထားသေးတယ်အဲ့တော့ဒီတက်တဲ့သုံးရင်လုံးအပီအော်ပြောရင်းဆိုရင် reason leo down shot ကိုလိုက်ပြီးတော့82 vs 2မှာတော့ p ြန်ပြီးရှောင်သွားပြီ Innes ကောင်နဲ့ပြန်ပြီးတန်နေခဲ့တဲ့ဆိုပေမဲ့နောက်မှာ Banner Packer right time ပါလိုက် Black Knight နဲ့ Fail Air Strike Jay Wolf Champion ယူနေရ Yuri ဒီကောင်နဲ့အချိန်မှာ Drone ကမပေးနေတော့ပဲ Messi ပါဝင်လာတဲ့အချိန်တမှာ New Ball သတိလုံးပေါ်နဲ့ Jay က Standing Over Banner ဆက်ကြရပြီဗျာကျွန်တော်လုံးဝ Favorite Fighter တွေဝင်ပြီးပေးသွား Flick က Combination right time ချဝိုင်းနေတာတခုမှတော့ Banner တယောက်ကတော့ New Ball ဘက်ကနေပြီးပြန်ပြီးပေးဆက်လိုက်ရတယ်ဗျာအဲ့တော့ဒီချိန်မှာ Super Can Rotation သွားပြီးဖြီးတော့ရှိနေပြီ AI အနေနဲ့ဒါမျိုးကျွန်တော်လောက်ွက်လေးပို့ပို့ပြီးထွက်လာနိုင်မယ်ဆိုရင်တော့ပိုအဆင်ပြေတယ်ဗျာဒီကကျွန်တော် နောက်ကရောက်လာတဲ့ backup timing ကတော်တော်လေးကိုချိန်ကြိုက်သွားတယ်လို့ပြောရအောင် follow damage တွေပေးဖို့လိုအပ်နေတယ် front line မှာသူတို့အနေနဲ့မပေးဖို့ရှိတယ် Messi ဒီလဲ stand par တယ် Terrell ဒီ Jordi far side position တဲလို့မြောင်းဝင်ရိုက်လို့ရတဲ့အချိန်တွေတရမှာရှိတယ်ပေါ့နော်ဒါပေမဲ့အောက်မှာကျွန်တော်ဒီ tower ဘိုင်းဆိုင်ရာတော့ပြန် trade လိုက်ရတယ်ဗျာ စူပါကဲနောက်ပိုင်းကြလို့ရှိရင်ဒီကန်တို့ရိုက်တဲ့အရာတွေကျွန်တော်ပြန်ထွေးထုတ်ရတဲ့ပိုင်းတွေတော်ဒီ daily cash magic power damage တွေတော့ဒီထက်ပိုပြီးသတိထားရမယ်ပေါ့နော်ဟုတ်တယ်အဓိက new moon ကကျတော့ three ရဲ့ဒါ strategy ရပေါ့နော်တစ်ဖက်က leader အနေနဲ့ stack တွေရောဒါ item ပိုင်းခြားတွေရောလိုအပ်နေရဆိုတော့ early game မှာဒုက္ခပေးနိုင်မယ်ဆိုရင် messy ကိုလိုက်ပြီးတော့တီးထားလိုက်တာဒါပေမဲ့ဒီအချိန်မှာတော့ကျွန်တော် AI အနေနဲ့ objective 5မှာ messy ကတော့ power spike ဖြစ်တော့ဖြစ်နေတော့မယ်ဟုတ်တယ်အော်ဆာဆာတော့မအောင်ဟုတ်တယ်မပါဘူး play hand မှာဖြတ်ကြိုက်တိုင်းနေပဲအဲ့နောက်မှာတော့ချက်ကနဲ့ mountain shot window crown ပြန်ခဲလိုက်ပြီ tsunami slam နဲ့ဆွဲခေါ်လိုက်တဲ့အချိန်မှာ လီတာပြန်တောင်းရပြီ AI eSport အတွက်ကတော့ NA များတဲ့အခြေအနေတရက်လိုပဲဆိုရမယ်ဗျာနောက်က backup မရှိတဲ့နေသားတစ်ခုမှ Iron Hook ထပ်ပြီးတော့ပဲကျွန်တော်တို့ Bloody Hand ပေးလိုက်တဲ့ဆိုပေမဲ့ Winner Crown နဲ့ Timing League ကနည်းလေးလွဲသွားခဲ့တယ်အဲနောက်မှာတော့ကျွန်တော်တို့လွတ်ထွက်သွားခဲ့တယ်ဗျာထပ်ပြီးတော့ပဲ base set လိုက်ရတော့ Black နဲ့ Elite နှစ်အောင်လုံးပေးလိုက်ရတယ် Innocence ရဲ့ Tsunami Slam ကလည်း Elite ကိုပြေးကြည့်လိုက်တာတော်တော်လေး Timing ကိုက်သွားတယ်ဗျာအဓိကကျွန်တော်ဒီ Faster Black ကလို့ Air Strike ကျဲတယ်ဆိုလို့ရှိရင် Max Man ကောင်တွေအတွက်ကတော့နည်းနည်းပူပြီးတော့ view ဆန်းရမယ့်အချိန်ရောက်လာပြီနှစ်ချက်လောက်ကျဲတော့မှတော်တော်လေးသူရဲ့တိတိကျကျကိုင်းနေ Champion Bean နဲ့အောက်မှာ Reason လေးကို control 不交代，没来世的嘛！你家老婆又偏要抓来，呀？ ဒါတဲ့ zone ရောကျွန်တော် AI e-sport အနေနဲ့ရအောင်တော့ကင်ထားတယ်ပေါ့နော် reset ချဖို့အတွက်လို့ပဲကျွန်တော်ထင်ပါတယ်ဟုတ်တယ် UEPA 7 Juro 12လုံးလေးထုတ်ဖို့အတွက်ကတော့စူးစမ်းနေပြီနောက်ကနေပြီးတော့ကျွန်တော်တစ်ဖက်က banner ကိုလည်းနည်းနည်းတော့ view တော့ site ရအောင်မယ် banner အနေနဲ့သူ့ရဲ့ slam pass spread နဲ့ဝင်လာတဲ့အခြေကြရင်တော့ leader ကိုပါတော့ aim ဆိုတော့မလွယ်ဘူး slam slam ကြားထဲမှာ Messi ရအောင်တော့ရုံးထွက်ထားသေးတယ်ဗျ flicker timing ရဆိုရင်တော့ flicker ရှိနေသေးတယ်လို့ကျွန်တော်ပြောရမယ် Messi regeneration တော့မလုပ်သေးဘူး banner ကိုထုတ်မှာ inter side strike တော့သုံးနာ Yuri ကောင်းတဲ့အမာကံပေးတယ်တော့ stand in over the gate the go ကောင်းတာဗျအဲ့ ော်ရီဇန်လီယိုဒီကောင်တော့ဘက်စီတခါလေးရှင်းနိုင်တယ်ပဲ double k ဒီဘောပိုင်ဆိုင်ထားသေးပါအဓိကတော့မနဲရိုစပေးမှာနယူဘွန်ဖတဲသွားဆိုင်လိုက်တဲ့အချိန်မှာတော့မက်ဆီရဲ့လောက်ွက်ကြီးပဲဖြစ်သွားခဲ့ရဗျာအဲ့တော့ဒီအချိန်မှာတော့ law object ယူရီမပါဘူးဆိုတဲ့အလျောက်မှာတော့ iron hook မှာ super can တပီးတော့ပဲကျွန်တော် baby fighter ပေးလိုက်အချိန်မှာ flicker တပီးတော့ပဲပေးထားသေးရဗျာနောက်ကတပီး back up ကျွန်တော်ရောက်လိုက်နေတာတကူမှာ blood air strike နဲ့ပဲ super can shut down တော့မက်ဆီကိုပြန်ပြီးတော့ရလိုက်ပါပြီ line direction ပြီးလာပြီနော်ကျွန်တော် super can အနေနဲ့ KDA 303ဘိုင်းနေမှာဒီဘိန်းရဲ့တန်ဖိုးတွေရောပြန်လဲယူစားရမယ်မက်ဆီကတော့ ျွန်တော် Castle K Mansion လောက်ခဲ့လို့ပဲအချင်းထဲမှာဆိုင်တဲ့အချိန်မှာသူရဲ့အာသာချက်တွေလမ်းရှိက Resist လက်တွေရရတာတကယ်ကိုကောင်းခဲ့တယ်မှန်ပေမဲ့အရန်ချုံသွားတဲ့အချိန်ဒီမှာ Super Can Shutdown ရလိုက်တယ်။ Lightning Interruption ပြီးနေပြီ Holy Christ ရပြီးနေပြီဆိုရင်တော့ အကျွန်တော်ဒီ deadly catch ရေခါခါလီယာနဲ့ကိုမိုတွဲရတဲ့ဘိုင်းမှာတကောင်ရရတကောင်ပြတ်သွားနိုင်နေဗျာ။ Indu Sastan ဆိုတဲ့ဘတယ်လေးကတော့သွားပြီးဖြစ်နေပြီဆိုတော့ Tata Strike လေးနဲ့နည်းနည်းလေးတော့ဖေးကျင်တယ်ဆိုပေမဲ့တစ်ဖက်ကနေပြော AI Yuri ခေါင်းတို့ဘူးတော့ကစူးစားလိုက်ဆိုပေမဲ့လို့ new moon position လေးတော့နည်းနည်းပြန်ပြီးတော့ view ဆိုက်ရအောင်မယ်။တစ်ဖက်ကနေပြော PA7 Alita အနေနဲ့ဒီ low objective fight တစ်ခုမှာတော့ damage ပေးနိုင်မှာကိုဖြစ်မယ်ဗျာ။ဒီကနှစ်သင်းလုံးကကျွန်တော်ဒီ low အရင်ဆုံးတွူးမှာမဟုတ်ဘူး။နှစ်သင်းလုံးကကျွန်တော် light ချကိုတွင်းမှာ super cat ကိုအရင်ပြတ်တာဗျာ shutdown game ပြန်ပေးလိုက်ရရင်နေပဲကျွန်တော် full versus 5 situation duration ကတော့ပြန်တော့ဖြတ်သွားပြီဒီချိန်ဒီ AI အတွက်လောယူဖို့အတွက်အကောင်းဆုံးချိန်လို့ကျွန်တော်ဆိုရမယ်ဗျာ leader hand of bone နောက်ကနေပြီးတော့ကျွန်တော် black ရဲ့ iron hook တွေကောင်းဆက်မှုတွေရဲ့ဂျားထဲမှာတော့ super can ထပ်ပြီးတော့ပေးလိုက်ရရဗျာထပ်ပြီးတော့ပဲကျွန်တော် AI အနေနဲ့ law objective ကိုပါတိမ့်ပိုက်လိုက်ပြီဆိုတော့ new bone အနေနဲ့ကတော့အဲဒီတော့ save play ပြန်ပြီးတော့ဆော့အောင်မယ်သူတို့အနေနဲ့ကတော့ defend ဖို့အတွက်ကတော့ချိန်တွေကအများကြီးကျန်ပါသေးရဗျာ defend လုပ်ဖို့အတွက်ကလည်းကျွန်တော်ဒီ black ရဲ့ဒီ fast revive ချန်နေသေးတယ် KD4 ဖို့ဗျာ air strike တွေချန်နေသေးတယ်ဆိုတော့ high ground defenses ကတော့ new bone အနေနဲ့ပြန်စီပြေးလိုက်မယ်ဗျာဒါပေမဲ့ဒီ low ပေးလိုက်ရတဲ့ချိန် နေမှာဆုံးရှုံးသွားမယ့်နေရာတွေက Malcolm Trubine ဆိုင်ရာဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်ပေါ့နော်အပေါ်လင်းတွေပါတောက်လျှောက်ဒါပြန်ကြောင်းထားတဲ့အခြေအနေပြအဲ့တော့ Identity ကတော့ပြန်ကြည့်ရအောင် အဲ့တော့ကျွန်တော် Hannah Strike Unless Bad တွေကတော့ပြီးတော့ပြီးနေပြီဆိုတော့ထပ်ပြီးတော့ Battle Strike ဆိုတော့ slam ပေးလိုက်ရမ်း Black နေနေတော့တန်းပြီးတော့ပေးလိုက်ရပြီအဲ့တော့ New Bond တရားရလိုက်ပြီဆိုတော့ချက်ချင်းပဲပြန်ပြီးတော့ Fall Back လုတ်သွားခဲ့ပြီဒါသူတို့ရဲ့ Objective ဒါသူတို့ရည်ရွယ်နေတဲ့ Plan လင်းလားဆိုတော့ကြောက်ကြည့်ရမယ်ဗျ Khalia Fasa တွဲလို့မယ်ဟာတော့ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုဗျ Purifying ဆိုလို့ကျွန်တော် EA Sport ဘက်မှာ PA 7တကောင်ပဲပါတဲ့အတွက်ကြောင့်ဟိုတော့ဒီ Intas ဒီ Khalia နေနေတော့တောက်လျှောက်ဆွဲနေမှာပဲ Delicate Star ပါတယ်ဆိုလို့ရှိရင်ဘယ်မှာပြေးလို့ဖို့မတွေ့ဘူးဗျ ချိန်ထဲမှာပဲ concentrated energy တွေရော yuri နဲ့ athena ရှိတွေရော elita နဲ့ဟက်ဆိုတော့ point လေးပြောရင် elita နဲ့ super khan နဲ့ကြားထဲမှာ kd ရရင်အိမ်မကွာဘူးဆိုပေမဲ့ နောက်ဝပိုင်းနေမှာကျွန်တော်အလီတာအများအိတ်သားနေရဲ့ 8.8k Sky Pizza stack တွေပို့ပြီးတော့ load အပ်တယ်အဓိက key load အပ်နေရဲ့အခြေအနေပြဟုတ်တယ် hero key လေးတွေကတော့အများကြီးတော့ load အပ်နေတဲ့အခြေအနေပြအဲ့တော့ AI log objective နဲ့အတူပဲသူတို့ရဲ့ mega တွေကိုထပ်ပြီးတော့ပဲတင်ပိုင်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ AI inner tower လေးကို push pull အတွက်ကတော့လုံနေတယ်ဒါပေမဲ့ new bomb သုံးလိမ့်လုံးတော့တက်တက်ရက်ပြန်ပြီးတော့ထိန်းထားသေးတယ်ဆိုပေမဲ့လို့ထပ်ပြီးတော့ပဲကျွန်တော်ပါဝါခဲ့တဲ့ဂျာမှာ super can တိုင်းပြီးတော့ down ပါခဲ့တယ်ဒါပေမဲ့ intense နေနဲ့ထပ်ပြီးတော့ yuri ကိုဆွဲထားတဲ့ဂျာထဲမှာတော့ tower မရှိတော့တဲ့အတွက်ကြောင့်တော့ yuri ရုံးထုတ်ဖို့အတွက်ကတော့တေချာနေသေးတယ်ဗျာ4 versus 5 five as a well ဒါမှတော့ဘုံကွာစီးနေတဲ့ banner တကောင်တည်းကိုတော့ AI Esport တသိန်းလုံးဝိုင်းဖြင်းရှင်းသွားနေတယ်ပဲ Hiroki နှစ်ကောင်ရလိုက်တဲ့အပြင် Mega တလဲဟိုပါ AI အနေနဲ့ဒီလော fight ဒီလောနဲ့တူတက်လာတဲ့အချိန်မှာရလိုက်တယ်ဆိုတော့တော်တော်တန်နေရဲ့လို့ပြောရမယ် New Boom ဘက်ကဒါတော့မှ defense လုံးလို့ကောင်းနေ Hero ပါနေခဲ့တာဗျာဟုတ်တယ်ဒီကလည်းကျွန်တော်တို့ Iron Hook က surprise ဖမ်းသွားခဲ့တာဗောနော Flick ကလည်းအဲ့နောက်မှာတော့ Super Khan အရင်ဆုံး down သွားခဲ့တာတော်တော်လေးကိုတော့အထိနာသွားခဲ့ Deadly Cash ရှိတဲ့ Battery ဆိုတဲ့ခြေထဲမှာ Messi initiating တော့ဝင်ပြီးတော့လှုပ်ထားသေးတယ်ဆိုရင် Intense တက်ပြီးတော့ Tsunami Slam ပေးလိုက်ခြေထဲမှာ Yuri တက်ပြီးတော့ င်အင်းဆန်းပြတ်သွားခဲ့ပြီဗျာဒီချိန်မှာတော့ defense တကူပဲသူတို့အနေနဲ့ပြန်တည်သွားအောင်ပဲပေါ့နော်ခါလီယာဖာဇာတွဲလုံးနဲ့တို့ဒီ delicacy တွဲနေတဲ့သူရဲ့ combo plan တွေကလက်ရှိချိန်မှာအလုပ်ဖြစ်နေသေးတယ်လို့ဆိုရပါမယ်ဒီတစ်ဖက်ကလည်းကျွန်တော်ဒီ hook တွေပိုင်းထဲမှာ power ရတဲ့ကောင်ရတဲ့ကောင်ပြဲဘယ်သူကလက်ဦးမှုရမလဲပေါ့ဗျာအဲ့တော့ဒီချက်ကိုပဲကျွန်တော်ထည့်သွင်းစဉ်းစားရမှာဗျာလင်သူစားစတန်းပေါ့နော်ကျွန်တော် pick off way တွေကတော့ဒါမျိုးတွေကြီးပဲဗျာမနေ့ကတည်းကကျွန်တော်ဒါမျိုးပတ်တွေရတောက်လျှောက်ကိုကြီးခဲ့ရတာဒါကြောင့်ပဲနှစ်သင်းလုံးကမြိုင်းနေတာမြိုင်းနေတာမြိုင်းနေတာဒါပေမဲ့ဒီချိန်မှာတော့ကျွန်တော် franco နဲ့ တစ်ဖက်ကကယ်လီယာပေါ့နော်အဲ့တော့ diving ဝင်ပြီးတော့ tsunami slam နဲ့ pick off လောက်ရတဲ့ hero နဲ့ကျွန်တော် iron hook နဲ့လောက်ရတဲ့အနေထားတစ်ခုမှတော့ဘသူကပို့ပြီးတော့ bucket တွေ flanging တွေပုံမြင်မလဲဆိုတော့ကြည့်ရမယ်လို့ the concede ထပ်ပြီးတော့ပြောကျွန်တော် mountain shot ကလေးပေးထားတဲ့ giant မှာ AI တော်လေးကို review ဆိုင်နေရပြဒီကတော့ကျွန်တော်အနောက်မှာ fallen damage တွေကလည်းလက်ရှိအခြေအနေမှာစကားတော့ပြောတဲ့အခြေအနေလို့ပြောရမယ် intensity position ကောင်းတယ်တော့ရှေ့မှာဝင်သွားပြီ အဲ့တော့ information ရတော့ဘသူဘယ်နားမှာရှိလဲဆိုတာသိနေသေးတယ်အဲ့တော့ intense ပြောင်းနေရဲ့အရာကိုလည်းသိတယ်တယောက်တည်းကြံနေခဲ့ပြီနောက်ဘူတော့ပြန်4 3ဝါပြီအလီချာနောက်ချောက်တိုက်တိုက်ရှိတ်ထိတ်တိုင်းနေပဲကြံနေခဲ့တဲ့အချိန်မှာ tsunami စတဲ့ဆွဲကော Messi မရလိုက်ဘူး intense နဲ့ပြန်ချသွားနေပဲ killing spree by leader ရရှိတော့သွားခဲ့တယ်ဗျာအလီတိုင်းဟန်ဘုံနေရတောက်ချောက်ကိုအလုံးဖြစ်နေရလို့တော့ပြောရမှာဗျာနောက်မှာရှိနေတဲ့ AI backup ကလည်းတော်တော်လေးတော့ strong နေဒီကထပ်ပြီးတော့ပဲကျွန်တော် low objective မဆိုင်ခင်မှာ intense ချသွားခဲ့ရဆိုတော့ဒီ low objective ကိုလည်းချင်းဒီဘောက်ကိုယူဖို့အနေနဲ့ပေးရဖို့ရှိမယ်ဗျာ ဒီကတော့ရရှိသွားတဲ့အချိန်ဒီမှာကျွန်တော်တို့ဒါ AI Esports တွေနဲ့ Map Control ဒါအသာသီးတော်တော်ရာသွားတယ်လို့ကျွန်တော်ပြောရမယ်နော်ဒါတော့မှ KEA new ဘုံကတာနေခဲ့သေးတာဗျာပွင့်လင်းပြောအားဒီဂိမ်းမှာသူတို့ pick out သွားတဲ့အရာတခုနဲ့သူတို့ရဲ့ gang game တွေကဒါ new ဘုံ trip plan အလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဗောနော်အေးကတော့ကျွန်တော်အဲ့လို intense ရဲ့ pick off နဲ့နောက်ကနေပြီး black ရဲ့ air strike တွေကတော်တော်လေးကို combination line နေရဗျာဒီကအဲ့လို high round တက်လာတဲ့အချိန်ကျရင် super khan မပါဝါဘူးအတွက်ကောကျင်းစီပေါက်ကိုလိုအပ်မယ်သူရဲ့ deadly cash က high ground defensive မှာလည်းတော်တော်လေးကိုအရေးပါဟုတ်တယ် တော့ကျောင်းသားတွေမှာသူ့ရဲ့ magic power damage လေးကိုခံစားဖို့အတွက်ကလည်းတစ်ဖက်မှာဒီအတီနာရှိလို့မျိုးကြာပြီးပြန်ထည့်ထားတာမျိုးလေကျတော့သတိထားရမယ်ပေါ့နော်နောက်ပိုင်းမိနစ်တွေရောက်လာတဲ့အချိန်ဒီမှာအလီတာရဲ့ခန်းကန်တာတကူကပို့ပြီးစကားပြောလာတယ်อืมဒီက two mass man ဆိုတဲ့ဒဏ်တော့ဒီအချိန်မှာ new bone အနေနဲ့မခံနိုင်အောင်ဖြစ်နေရပြီ network gap ကလည်းတော်တော်လေးကိုဟားနေတဲ့အနေထားဒီအချိန်မှာ second long ကလည်းပေးလိုက်ရပြီမိကလည်းနှစ်လိန်လောက်ကျွတ်ထားတာဆိုတော့ defend mode အတွက်ကမှန်တိုင်းပြောရရင်တော့ရိုင်းတော့တော့မလွယ်ဘူးတကူပဲစဉ်းစားမိရဲ့အရာရှိဘယ်လိုမျိုး turning point ရှာလို့ရလဲဆိုတော့အလီတာကို feather father air strike နဲ့ နှစ်ချက်တော့ကျင်းလိုက်မယ်ဆူနာမီစလန်နဲ့အဲ့လာမယ်ဆိုလို့ရှိရင်ဆူနာမီစလန်နဲ့မမိရင်မဲတော့မမိရင်တော့မှ Feather Air Strike နဲ့ကျင်းမယ်ဆိုလို့ရှိရင် Leader 3တော်တော်ကိုင်းသွားနိုင်တယ် New Boon အနေနဲ့ဒီ point တွေကနေပြန်ပြီးတော့ Camera point ရှာလို့ရနိုင်တယ်အဓိက Spare Cast တွေကိုတော့တော်တော်လေး Gyu site ပြီးတော့ဆိုင်မှတော့ရမယ်ဗောနော်နောက်ပိုင်းပနေနေကြရင်တော့ ဟုတ်တယ်။အရှိရောအရှိရောခဏလေးပေါ့နော်။ခဏလေးကြားဒါကြားပြက်လေးသူတို့နေတယ် travel shooting လေးပြန်တော့တက်နေသေးတယ်။အကုန်လုံးစင်ပြေသွားပြီဆိုရင်တော့ကျွန်တော်လမ်းတော့ down နေမှာပြန်ထွက်ရမယ်ဗျာနော်။ဟုတ်ပါတယ်။အဲ့တော့ AI အနေနဲ့ကတော့ကျွန်တော်လက်ရှိအချိန်မှာတော့သူတို့ရဲ့ mechanic တွေ spare gas တွေတော်တော်လေးကိုတည့်ရက်နေတဲ့အပြင်မှာ tin five battery တွေကလည်းတော်တော်လေးကိုမြိုင်နေဗျာ။နောက်ကနေပြီး UAV အနေနဲ့ကတော့ဒီလိုမျိုးကျွန်တော် Basia pick ထားတဲ့အလျောက်မှာတော့ PA7 နဲ့တော်တော်လေးကို combination လုပ်ထားနိုင်အောင်တော့တွေးရတယ်။နောက်မှလည်းကျွန်တော် black gate iron hook တွေဒီပွဲမှာတော့ intense ရဲ့ pick off task ဆာမယ်ဆိုရင်တော့ပို့ပြီးတော့မြင်နေရသလားလို့ပေါ့နော်။ နည်းနည်းလေးဒီ MS season 2ကိုလေကြည့်ရမိတလောက်လေစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေဒီနေ့မှာအဲ့လို qualifier အနေနဲ့တက်လာတဲ့အသင်းတွေ Astro Space အခုဆိုလေ new born ဒီအသင်းတွေကတော်တော်လက်စွာတဲ့အသင်းတွေအသင်းကြီးအကုန်လုံးတော်တော်ဒုက္ခရအောင်ကျွန်တော်ဒါစော့ကစားနိုင်တဲ့အချိန်ကြီးလို့ပြောရမယ် player စုဖွဲ့မှုရဆိုလို့ရှိရင်လေချစ်လက်တဲ့အချိန်ကြီးမှာရှိရဗျအခုဆိုရင် intense တို့ဒီ bander တို့အဲ့ဒါအပြင်မှာ recently လိုမျိုး player ဆိုလို့ရှိရင်လေဒါအရှိမသူတို့ရဲ့ဒီအသင်းကြီးမှာစော့ကစားခဲ့မှုတဲ့အတွေ့အကြုံတွေလည်းရှိရဗျ new born နဲ့အတူတူဒါ resilient ရဲ့ time မျိုးလေကျွန်တော်ပြန်ကြည့်ရမယ်ဗျနော်ကဲ new born သူ တို့ရဲ့ better setup planning တွေဒီဘာတွေများဖြစ်သွားမလဲကျွန်တော်နည်းနည်းစဉ်းစားကြည့်ရမယ်ပေ PA7 ကိုဖမ်းမယ်ဆိုရင်တော့အရင် risk များတယ် tsunami slime ပေးလိုက်ရမယ်အပြင်မှာ purify နဲ့သာပြန်ပြီး escape ဖြစ်သွားပြီးကောင်းလာတက်ပြန်မိမယ်ဆိုရင်တော့ you ကတန်းမှောက်သွားနိုင်တယ်အဲ့တော့ leader ကို aim မလားပေါ့နော်ဒါမှမဟုတ် black ကိုအရင်ဖြတ်မလား black ကိုအရင်ဖြတ်ရင်တော့တို့ messy ရှိနေမလွယ်ဘူးပေါ့နော် messy ရှိနေရဆိုတဲ့အထွက်ကြောင့်ပြီးတော့ yuri ရလည်းရှိနေသေးတယ်ဒီ two months man တိုးလို့ရနေသေးတယ် black ကြောက်သွားတဲ့တိုင်အောင်အဲ့တော့ကျွန်တော်အလီတာကိုပဲခုနက SD ပြောသလိုအရင်ဆုံးဖြတ်မယ်ဆိုရင်တော့ညူဘွန်အတွက် turning point လေးပြန်ရှာနိုင်မလားပေါ့ father ရဲ့ကျွန်တော် father ရဲ့ feather air strike လေးတ ချက်ပေါ့နော်ကျွန်တော် blend win နဲ့ wishing land တော့ပါတယ် butterfly effect လောက်နဲ့ဆိုရင်တော့တွေးတဝက်လောက်တော့ကားရမယ်တခုစဉ်းစားရမှာတစ်ဖက်မှာ hash low ပြီးနေပြီကြာတကယ်တော့ကျွန်တော် hash low မပြီးတဲ့ timing ဆိုရင်တော့မှကျွန်တော်တို့နည်းနည်းမျောလင်းလို့ရတယ် hash low ပြီးသွားရင်အဲတောက်လျှောက်ထုနေမယ်ဆိုရင်တော့သူကသွေးပြန်တက်အောင်မှာ long out တော့ခုလုံးအောင်တယ်ကျွန်တော်တို့ဒါအရှိကိုဆွဲထားနေမယ်မင်းရဝေးပြန်ထွက်လာပြီဆိုတော့ new phone ပြန်လဲပြီးတော့ defense သွားရပြီ olympic maker ကတော့ရအောင်ယူဖို့အတွက်ကြိုးစားခဲ့ရင်ပဲဒီအချိန်မှာနည်းနည်းနောက်ကျသွားပြီလို့ပြောရမယ် endurance နောက်ကနေပြီးတော့ puff land ဖို့အတွက်ကတော့ကြိုးစားနေရပြီအဓိကလည်းသူတို့ high ground တက်လို့မရအောင်ဆိုတဲ့အကြောင်းရင်းကတော့တစ်ဖက်ကနေပြီးတော့ bandas ဒါ choke slam pass State နဲ့လည်း stand နိုင်တယ် Milli stand ပေါ့နော်ပြီးတော့တစ်ချက်ရှိသေးတာကတော့ Resident Leo ရဲ့ Mount Shot ကပြီးတော့ Air Strike တွေအဲ့ရရှိနေသေးရဆို High Ground အရင်တက်လို့မရတဲ့အခြေအနေတခုတော့ AI ရင်ဆိုင်နေရတယ်ဆိုပြဒီအချိန်မှာတော့ Olimpic ကစာပြီးတော့တိုးပြီးဆိုတော့ထားပြီးတော့ Iron Hook မှာပါလိုက်ကြတယ် Leo တမ်းပြီးတော့ပြတ်သွားခဲ့ပြီဗျာ Fail Air Strike ထပ်ပြီးတော့ကျဲတိုင်းနေတယ် PA7 တောက်ချောက် Spirit Banner ဆွဲကုန်လာပြီအဲ့တော့ Follow Damage ပါလိုက်ပြ Messi နေတော့ပြန်တော့ Follow နေပဲ Pirukey တကောင် Resident Leo နေနဲ့ပြန်တော့ကျသွားတယ် Stellian Bean နဲ့ Armor Joe Banner Flick ကတော့ပြန်ဖိလိုက်ရတယ်ဗျာ Press Damage တွေပဲလိုနေရလားလို့ပေါ့နော် New Bone က ဆိုတော့နေရမေးရမှာပြဒါပေမဲ့ဒီအချိန်မှာလည်း AI အနေနဲ့အပေါ်မီကောအခုချိန်အထိကို try လို့မရသေးတဲ့နေတာတစ်ခုပေါ့နော်ခုနကပြောသလိုကျွန်တော် Indens နဲ့ Black နဲ့ combination သာ leader ပေါ်တက်ရောက်သွားမယ်ဆိုရင်ဘာများပြောင်းလဲဖြစ်လာနိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာဟုတ်တယ်ခုလောဆိုတော့ banner ပြန်ကြည့်ဖို့ကြိုးစား Inter Tiger Swipe Tsunami Slam ဆွဲခေါ်လိုက် Fela Air Swipe Daily Cash Combo ရအောင်ပါတော့ဘက်ကလည်း Bloody Hat ဖြတ်ခိုက်ထားနေမှာ1 for 1ပြန်ပြီးတော့ trade ထားတယ်ဗျာကျွန်တော်တစ်ဖက်မှာတော့ Resilio ကိုပြန်ထွက်လာဖို့အတွက်ကော၄စက္ကန့်လိုသေးရယ်ဆိုတော့ timing နေထားတစ်ခုမှာတော့ AI အရန်တက်ဖို့အတွက်ကတော့မစိုးစားတော့ဘူးပြန်ပြီးတော့ forward တော့မှာသူတို့မှ UI တော့မရှိတော့ဘူးဗျာဒါပေမဲ့ log ချက်တဲ့တိုင်မင်တစ်ခုကိုတော့မှီပါသေးတယ်ပေါ်လင်းတလင်းကိုသူတို့ရယူဖို့ကြိုးစားခဲ့တဲ့အချိန်မှာကင်းစီထွေးလိုက်ရတယ်ပေါ့နော်အဲ့ဘက်ကလည်းကျွန်တော်နယူဖို့အနေနဲ့ဒီမဲကတလင်းဆိုရင်တလင်းပေါ့နော်သူတို့ရအောင်စီးမှာပဲဒီကတော့နောက်ပိုင်းမိနစ်တွေရောက်လာတဲ့အချိန်မှာဒီမဲကမီနီယံနေဒီလမ်းလျှောက်တဲ့နှုံနေရပူပြီးတော့မြန်လာမဲ့အချိန်ရှိရတယ်။ဒဲမေပိုင်ဆိုင်ရလည်းမြန်လာမဲ့အချိန်ရှိရတယ်။အဲ့တော့ဟိုလီခရစ်စတန်နှလုံးဖြစ်နေနှလုံးတက်တခုခုတော့ round နေတယ်။ တို့ damage output တွေပဲအများကြီးလိုချင်နေဆိုတဲ့သဘောသားပေါ့တခြားတော့ကြည့်ရမယ်ဗျအဲ့တော့ recently ရောအနေနဲ့ကတော့ item နောက်ဆုံးတစ်ခွက်လောက်ပဲလိုတော့မယ်သူအနေနဲ့ rose woman တရောပဲသွားမလားဒါမှမဟုတ်မင်းဒါ CIA ဘက်တွေပါကြီးပဲသွားမလားပေါ့အဲ့တော့စောင့်ကြည့်ရ rose woman တရောသွားလောက်မယ်နေတွေ့ရအဲ့ဒါပြီးမှသူ item swap တဲ့ file ကိုပို့သွားလောက်တဲ့အခြေအနေပေါ့ဗျာအဖက်ကကျော် yuri ရောဘာရောကျော်လက်ရှိအခြေအနေမှာဒီ damage တိတ်ကန်လုတ်ပေးဖို့အတွက်ပဲပေါ့နော်ခေါင်းထိုးပေးဖို့အတွက်လောက်ကိုပဲသူကြည့်ရပါ ဒါမေ့ဂျ်တီဟုတ်တယ်မက်ဆီကတော့ origami ပဲအဲ့တော့ပြန်ထည့်ထားတယ်ဒီကတော့ fast position ယူရတဲ့ဘိုင်းနေမှာမက်ဆီကြောင့်မို့တော်တော်လေးသူ position ယူရနေတိုင်ဖက်နေရလို့ပြောရမယ်ဗျာအခုလက်ရှိကတော့ကျွန်တော်တို့ဒါနှစ်သင်းလုံးနေနေဒီ mega nalin ရရှိထားတဲ့ချိန်မှာ ai e-sport နေနေ lane face ရပြန်ချောင်းလို့တော့ရတယ်ဗျာ음ယူဘွန်တစ်ဖက်မှာတော့ကျွန်တော် indens နေနေတော့လုံးဝမတ်မှာတော့အပြောက်ပဲနေတာဗျာ အဲ့ရင်းလီယိုမောင်နီရှော့ကတော့ပြီးသွားပြီလို့တော့ထင်တယ်။တစ်ဖက်က AI eSport အနေနဲ့ကတော့ Lord Dance တခုတော့တကယ်ပဲတည်ပြီးတော့လုံးနေပြီလားဆိုတော့ကြည့်ရမယ်။ညူဘုံဝင်တိုးဖို့အတွက်ကတော့ troll လေးကိုခက်ခဲနေတယ်။ leader တခုမှတော့ AI တော့တော့တာယာလေးပဲပြန်ပြီးတော့တိမ့်ပိုက်သွားခဲ့ပြီဗျာ။မရဘူး။ကျတော့ဒါညူဘုံအနေနဲ့ရှေ့တိုးလာမယ်ဆိုရင်တစ်ဖက်ကလည်း Iron Hood တွေ Bloody Hand ဒီ stand ကျုပ်သုံးရတဲ့အချိန်ကတော်တော်ကြာတဲ့အချိန်ကြီးရှိရဲ့ဗျာ။တကောင်ရရင်တကောင်ဖြတ်မှာပေါ့နော်။အဲ့တော့ကျတော့ဒီအချိန်ဒီမှာတော့ညူဘုံ Law တော့ခွင့်ပြုပေးလိုက်ရတယ်။ High Ground Defense တခုပဲပြန်တည်သွားတယ်ပေါ့နော်။သူတို့စီမှာ Farsa ရှိတယ်။အဲပြီးရင်ကျတော့ဒီ Bane ရှိမယ်ဗျာ။သူတို့ရဲ့ AOE Spell နဲ့ဒီလိုပြန်က ာမယ်ဗောဒါပေမဲ့လက်ရှိအချိန်ဒီလော့ဒီကျွန်တော်ကျွန်တော်၃ချိန်မြောက်လော့ဖြစ်တယ်နော်လော့၃ချိန်လုံး AI ရထား၃ချိန်မြောက်လော့ဆိုတော့နည်းနည်းပူပြီးတော့ကျွန်တော်လော့က damage ပိုင်းပူများနိုင်မယ်ကျွန်တော် HP လည်းပူများနိုင်မယ် all in မယ်ကတော့ခွင့်ယူပေးရအောင်ရရင်တော့များတယ်ဗျာ ဆက်ရှင်မိနစ်ဆိုတော့အမှန်တိုင်းပြောရင်လေကိန်းတော့ရောင်းနေပြီလေကိန်းမှာတူးမတ်စ်မန်အားကိုတော့ညူဘွန်အနေနဲ့တောင်းခံထားဖို့အတွက်တော့တော်တော်လေးခက်ခဲလိမ့်မယ်ဗျစပယ်ကတ်စ်တင်နဲ့ကွန်မိုင်းနေးရှင်းကြောက်ရမယ်ဆိုရင်တော့မဆိုးလို့တော့ပြောရမယ်စူပါကန်အနေနဲ့ဖလစ်ကဒဲလီကက်ချ်တွေပါစပရိုက်တိုင်းနိုင်မလားဗောနော်ဘန်နာနဲ့ကွန်မိုင်းနေးရှင်းလိုက်မယ်ဆိုရင်တော့တမျိုးဖောက်မရီဇင်လီရဲ့လုတ်ွက်တီကိုလည်းကျွန်တော်စောင့်ကြည့်ရအောင်မယ်ဆိုတော့ကဲထပ်ပြီးတော့ကျွန်တော်တက်လော့ဝေးဝင်လာပြီဆိုတော့နောက်မှာညူဘွန်ထပ်ပြီးတော့ဒီဖန်ရပါအောင်မယ်ဗျနီလီကျွန်တော်တို့ဒါလုံးဝင်တာမြန်သွားတယ်လို့ပြောရမယ်40စက္ကန့်မှာကျွန်တော်တို့ဒါတဖြည်းဖြည်းနဲ့မီနီယံဝေးထွက်လာပြီလော့သရုံးရိုက်နေတယ်အရင်တိုးလို့မရအောင်ဒဲလီကက်ချ်နဲ့အတူတူပဲဖြီးတော့ပြင်ရှင်းသွားတယ် ယ်ဗျာ landscape ကစတန် region set တွေရိုက်ဖို့ကြိုးစားနေမယ် AI e-sport အနေနဲ့ high ground attack လုပ်ရတဲ့ပိုင်းတွေမှာ drone ရှိမှ mention လုပ်ခဲ့တယ် oh iron hook တပီရောပဲကျွန်တော် bloody hand ပေးလိုက်ကြတယ်မလား blender တပီရောပဲပြတ်သွားခဲ့ပြီဗျာအဲ့တော့ AI ဒီချိန်မှာ4 man ပါလောက်ပဲကျန်တော့တယ်ဆိုတော့ new bone တော့တကယ်ပဲကျွန်တော်တည်ရိုက်တော့မလားဆိုတော့ကြည့်ရမယ် crisis တော့တည်ပြီးတော့ရိုက်လိုက်ရင်းနဲ့ပဲ AI e-sport game number 1တော့နိုင်ရရှိခဲ့ပြီဖြစ်ပါတယ်ဆုံးဖြတ်တွေစတင်နေရတော့ winter crown iron hook